အေရီတိုင်းနယ်ကတိုက်ပွဲတွေမှာစစ်ကောင်စီတပ်သားတွေထိခိုက်ဒဏ်ရာရတာများပြားတဲ့အတွက်အနောက်တောင်တိုင်းစစ်ဌာနချုပ်ထဲကပသိပ်စစ်စေးရုံမှာစစ်ကုသနေရတဲ့လူနာတွေပြည်နေပြီးအာကစားကွင်းထဲမှာယာယီဆေးကိုဆောက်ကာကုသပေးနေရတယ်လို့ပသိပ်စစ်တပ်ရင်းနဲ့နေဆက်သူတွေစီကသိရပါတယ်အေရီတိုင်းနယ်ကငတိုင်းချောင်းလေးမျက်နှာရေးကြီးအင်ကဘူနဲ့တာပေါင်းမြို့နယ်တွေမှာစစ်ကောက်စီတက်တဲ့အာရခတက်တော် AA ပူပေါင်းတပ်ဖွဲ့တို့ အော်တိုဘာလပထမအပတ်ကစတင်ပြီးတပ်ပွဲတွေဖြစ်ပွားနေကစစ်ကောင်စီတပ်ဘက်ကထိခိုက်သူများပြားပြီးစေကူတာဖို့နေရာမလုံလောက်တဲ့အထိဖြစ်နေတယ်လို့ဆိုပါတယ်ရှိရန်တပ်ပွဲတွေမှာတရားရသူများတဲ့အတွက်စစ်အုပ်တွေမှာရှိတဲ့ကရင်တွေမလောက်တော့ပဲစစ်တပ်ရဲ့အရှိမှရှိတဲ့ကစားကွင်းမှာယာယီစစ်အုပ်ပုံစံနဲ့ကုသနေရတာလို့ပသိစစ်တပ်ရဲ့နေဆက်သူတယောက်ကပြောပါတယ် ပသက်စစ်မြေပြင်တပ်ရင်းဆမရလဲမှာလက်ရှိစေကူတမှုခံယူနေရတဲ့ဒဏ်ရာရရှိတဲ့စစ်သားအယောက်200ထက်မနည်းရှိနေပြီးတာမတ်ဒဏ်ရာရရှိသူတွေကိုရေကြီးအမြောက်တပ်344နဲ့ကျုံပြောခလာရ36တပ်ရင်းတွေမှာကုသပေးနေတာလို့သိရပါတယ်ရှင်။